နာမည်ကျော်စပိန်လူမျိုးနှိပြဂွာဒီယိုလာဟာလက်ရှိမှာပရီးမီယားလိထိပ်သေးမန်စီးတီအသင်းကိုနှိပြနေပေမဲ့အနာဂတ်မှာတော့ကမ္ဘာဖလားရှီရိုပြိုင်ပွဲဒါမှမဟုတ်ကိုပါအမေရိကပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်မဲ့လေရွေးစင်အသင်းသတင်းသင်းကိုအကင်တွယ်နှိပြလိုတယ်လို့ ိုက်တာသတင်းဌာနကိုပြောကြားခဲ့တာဖြစ်ပါတယ်။ Guardiola ကကျွန်တော်အနေနဲ့ကမ္ဘာဖလားပြိုင်ပွဲဝင်အသင်းကိုကင်တွယ်ခြင်းနဲ့ယူရိုပြိုင်ပွဲနဲ့ကိုပါအမေရိကပြိုင်ပွဲဝင်အသင်းကိုကင်တွယ်နှီးပြခြင်းပါတယ်။ကျွန်တော်အနေနဲ့အဲ့လိုပြိုင်ပွဲဝင်လက်ရွေးစင်အသင်းသတင်းကိုကင်တွယ်ခွင့်ရဖို့အမြဲတမ်းတွေးနေကြတာပါ။ဒါပေမဲ့ကျွန်တော်အနေနဲ့လေရွေးစင်အသင်းကိုကင်တွယ်ဖို့ဆိုတာအကြောင်းအရာတွေအများကြီးပေါ်မှာမူတည်ပါတယ်။တကယ်လို့အဲ့ဒီလိုဖြစ်လာမယ်ဆိုရင်ကောင်းမှာပါ။ဖြစ်မလာဘူးဆိုရင်လည်းကျွန်တော်ကတော့အဆင်ပြေပါတယ်လို့ပြောကြခဲ့တာပါ။ ဂါရီယိုလာဟာမန်စီးတီးအသင်းနဲ့ပြီးခဲ့တဲ့2024ခုနှစ်ကနေ2029ခုနှစ်အထိတက်တန်းရှိတဲ့စာချုပ်တစ်တရက်ချုပ်ဆိုခဲ့တာပါဒါပေမဲ့အသင်းရဲ့လူစင်းကများလွန်းလာကြောင်းမလျှော့ပေးဖို့ယာရုကနေနှုတ်ထွက်မယ်လို့ချိန်ချောက်ထားပါတယ်ဒါကြောင့်ဂါရီယိုလာရဲ့မန်စီးတီးနေပြပေါ်ဟာတိတ်မကြတော့ပဲမကြခင်မှာအဆုံးသတ်နိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်